အော်ခုနကတော့ဒီဗီဒီယိုဖိုင်မှာပေါ့နော်ဘရိတ်တွေပတ်သက်လို့ဒီမနေ့မှာကျွန်တော်တို့၄ဘရိတ်၃ဘရိတ်ရတယ်ပေါ့နော်အဲ့တော့၄ဘရိတ်၃ဘရိတ်ရလာတယ်ပြင်၄ဘိုင်ဆိုတာရခဲ့တယ်ပေါ့နော်တော့အဲ့မှာနောက်၄ဘိုင်တို့၃အပိတ်တို့၈ထိတ်တို့၅၅အပိတ်တို့ပေါ့နော်အဲ့လိုမျိုးတွေရခဲ့တယ်နော်ထိတ်စီးနဲ့ပတ်သက်လို့ထိတ်နဲ့ပတ်သက်ရင်လုံးပိုင်နဲ့ပတ်သက်၈၄ပေါ့ထိတ်နဲ့ပတ်သက်ရင်၈၃ရှိတယ် ပြီးတဲ့ခါကျတော့ပြီးတော့၃၅ရှိတယ်เนาะ၃၅ရှိအဲ့လိုမျိုးရဒီမှာထပ်ပြကျင်တာကအဲ့ဒီဟာတွေနဲ့ပတ်သက်လို့ပေါ့เนาะထပ်ပြီးတော့ပြကျင်တယ်ပထမဦးဆုံးကဒီ98ဘောင်ရင်ကခွန်เนาะ98ဘောင်ရင်ခွန်98ဘောင်ရင်ကခွန်เนาะဒီမှာဆိုရင်89ဘောင်ရင်ခွန်89ဘောင်ရင်ကလည်းတူအားဒီခွန်မယ် เนาะတစ်ခါဒီမှာဆိုရင်60ပေါင်ရင်တစ်ခါခွန်မယ်เนาะခွန်မယ်ဆိုတော့ခွန်ခွန်ခွန်3ချက်ဖြစ်တယ်အဲ့ဒီ3ချက်ကိုဘယ်လိုပြန်ဖြည်နေလဲပေါ့ပြန်ဖြည်နေလဲဆိုရင်ဒီမှာကအရောင်တော့ပြောင်းမှရပါเนาะပြန်ဖြည်လဲဆိုရင်လေဒီ8ရက်ရယ်เนาะဖြည်တာတကွပေါ့เนาะ8ရက်ရယ်8ရက်ပေါင်ရင်ကခွန်ဆိုပြီးတကွဖြည်တယ်เนาะတကွဖြည်တယ် တကွက်ဖြီးလိုက်ပြီเนาะအဲ့မှာတကွက်ဖြီးပြီอืมအယောင်ပြောင်းမှရဒီမှာအယောင်ဒီအယောင်လေးနဲ့ဖြီးတဲ့ဟာပေါ့ဖြီးလိုက်ပြီတကွက်ပေါ့เนาะတခါဘလို့ထပ်ဖြီးလဲဆိုရင်เนี่ย तू อ่ะไอ้ขอไล่ผีดาวะเนาะดีอย่างก้าวมาบลุขอผีเลยสุดีขอเนี่ยตองญาเนี่ยบองญินขอเนี่ยตองญาเนี่ยบองขอสุบิ2กั่วผีไล่ไปเนาะดีมา2กั่วผีไล่ไป ဖြီးလိုက်ပြီနော်ခွန်ခွန်ဆိုပြီးဒီမှာနှစ်ကွက်ဖြီးလိုက်ပြီတကယ်နောက်ထပ်ရှစ်ကိုးပေါင်းချင်းခွန်ခွန်ဘယ်လိုထပ်ဖြီးမလဲဒီမှာကခုနစောစောပြတဲ့အကွင်းနဲ့အနီနဲ့ခွန်တို့ကဒီမှာကိုးခွန်ပေါင်းချင်း6 6ရေဒီကတည့်ရေပေါင်းချင်းကခွန်နော်အဲ့ခွန်ဆိုပြီးတစ်ချက်ဒီအောက်ကအလုံးတစ်ချက်ထပ်ဖြီးပြီနော်ဒါဆိုတော့လေသူကဒီမှာ ဒီဟိုဟာနဲ့ဒီကောင်နဲ့ဒီ6တင့်နဲ့ဘောနော်6တင့်နဲ့တခါထပ်ဖြီ6တင့်နဲ့တခါထပ်ဖြီခွန်ဆိုပြီးတော့ဒီမှာထပ်ဖြီလိုက်ပြန်နှစ်တခွက်နော်အဲ့လိုမျိုးဖြီရယ်နော်နှစ်ချက်နှစ်ချက်လိုက်ဖြီဒါဆိုအောက်ဆုံးမှာကလည်း98ဘောနော်98 98ရှိတယ်98ခွန်ဆိုပြီးဒါဒီခွန်လိုက်ဖြီဖို့ကွတစ်ချိန်ကြံနေတယ်ဘောနော်အဲ့တော့ဒီမှာကကျွန်တော်တို့ စပြီးတော့ဖြီးမယ်ဆိုရင်ဒီမှာဒီဒီမှာဆိုရင်ရှေ့ရှေ့ချောက်ပေါင်းရင်၄ပေါ့နော်၄ဆိုတော့ तू ကခွန်ဖြစ်အောင်ဖြီးမယ်ဆိုရင်ဒီမှာတလုံးစထက်နော်တလုံးစထက်တော့ခွန်ဖြစ်အောင်ဖြီးဖို့ဆိုရင်ကျွန်တော်တော့၃ထက်ရအောင်နော်၃နော်အဲ့ဒါမှခွန်ခွန်ဖြစ်တော့မှခွန်တစ်ချက်ဖြီးမယ်ပေါ့နော်ရှေ့ရ6ရ3ရနော်အဲ့လိုခွန်တစ်ချက်ဖြီးမယ်နော်ပြန်ဖြတ်လိုက် ပြန်ဖြတ်လိုက်863နဲ့ခုန်ဖြည့်မယ်နော်ကဲဟုတ်ပြီဒီလိုထိတ်ကိုလည်းနောက်ထပ်တစ်ချက်ထပ်ဖြည့်ဖို့လိုသေးတယ်ဗောနော်တစ်ချက်ထပ်ဖြည့်ဖို့လိုသေးတယ်ဒါဆိုရင်ဒီကောင်ကကြတော့ခုနပြနေကြကောင်ဒီရောင်နဲ့ဆိုတော့ဒီမှာ3ရှိတယ်ဗျာ3ရှိတော့ခုနတစ်ချက်ထပ်ဖြည့်မယ်ဆိုရင်သူဒီကျွန်တော်4ထိတ်ထည့်ရမယ်နော်ခုနတစ်ချက်ထပ်ဖြည့်ဒါဆိုရင်ကျွန်တော်43ဆိုတဲ့တခွက်ကောင်တော့ကောင်းရလားအဲ့ဒါမှလည်းခုနတစ်ချက်ထပ်ဖြည့်မယ်နော်43ဆိုတဲ့တခွက်ကောင်းတော့ရလာတယ်ဗောနော်43 sorry 43တခွက်ကောင်းရတယ်ပေါ့နော်43ဆိုပြီးတခွက်ကောင်းရတယ်ပေါ့နော်ဒီမှာဟာ4ကဘယ်လိုဖြစ်လက်နဲ့ရေးရတာ43ဆိုပြီးတခွက်ကောင်းရအဲ့တော့ဟိုအဲ့ဒီဟာမျိုးကိုခွန်ကိုတုံးချက်အဲ့လိုမျိုးချိတ်ဆက်ညီညီပေးဝင်တော့43ပေါ့နော်တကယ်လို့များကျွန်တော်တို့ခွန်ချိတ်ဆက်ညီညီမပေးဘဲနဲ့အဲ break တွေနဲ့သွားပေးမယ်ဆိုရင်ဒီကောင်ကဘာတွေဖြစ်နိုင်လဲပေါ့နော်ဒီကောင်ဘာတွေဖြစ်နိုင်လဲဆိုတော့ တစ်ချက်တွေးကြည့်မယ်ပေါ့နော်တွေးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဗားလေးတွေလိုက်ထည့်မလဲဆိုဥပမာ၄ထိပ်ကြည့်ပဲဆိုရင်၄ထိပ်တစ်ခုကညီမယ်ဆိုကျွန်တော်ဗရိတ်တင်တယ်ဆို40လို့49လို့နော်ဒါ3ဗရိတ်4ဗရိတ်ပေါ့နော်တကယ်လို့3လိုင်းနဲ့ကြည့်မယ်ဆိုရင်3အပိတ်ပဲခွန်ခွန်ဖြစ်သွားမယ်ဆိုရင်ကျွန်တော်တိအဲ3ဘိတ်ကလည်းခုနဗီဒီယိုမှာလည်း3ဘိတ်ပြခဲ့တယ်ပေါ့နော်3ဘိတ်3ထိပ်ပြခဲ့တယ်အဲ့တော့1 3ဒါ4ဘိတ် တစ်တုံးလို့နော်တစ်တုံးလို့သုံးညာသုံးလို့ဒါမျိုးတွေဘောနော်ထိုးလို့ရတဲ့ဆိုကြောင့်ထပ်ပြီးတော့ပြောရင်ဖြစ်တယ်တကွက်ကောင်းအနေနဲ့ကတော့ကျွန်တော်ခွန်ခွန်ခွန်ဖြစ်ချင်းနဲ့ကျွန်တော်43 43တကွက်ဒီကျွန်တော်ကောင်းပါတယ်နော်ဒါတကွက်ကောင်းအနေနဲ့43ဆိုတဲ့တကွက်ကောင်းရှိတဲ့ကြောင်းခွန်ခွန်ခွန်ဖြစ်ချင်းနဲ့ပြလိုက်ချင်းဖြစ်ပါတယ်ကဲအားလုံးပဲနောက်တစ်ခုကကြတော့ပြောချင်တာက6 break ပေါ့နော်6 6 break ကကြတော့ဒီ တရှိပေါ်ပြီးခဲ့တဲ့ဘက်ကဗုဒ္ဓဟူးနေ့မနေ့မှာတရှိထွက်ထွက်ထွက်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီတပတ်အတွင်းမှာဗောနောအပူကအင်္ဂါမကျော်ဗောနောအဲ့ကောင်တပွဲပဲဖြစ်တယ်အဲ့တော့အပူကအင်္ဂါမကျော်ဆိုတဲ့အချက်ကိုကျွန်တော်မနေ့တော့ဗီဒီယိုဖိုင်းတော့လုံးမပြမိဘူးနော်အဲ့တော့တစ်တစ်ဆိုပြီးတော့တန်းထွက်သွားတယ်ဗောနောအပူကအင်္ဂါမကျော်ဖြစ်တယ်အဲ့တော့ဘာကြံလဲဆိုတော့သူက၄ဘရိတ်နဲ့၉ဘရိတ်နဲ့က ဒီတစ်ပတ်ထဲမှာထွက်ပြရမှာเนาะဘာဘရိတ်တွေလဲဆိုရင်ကျွန်တော်မှတ်ထားမှာเนาะဘာဘရိတ်တွေလဲဆိုရင်၄ဘရိတ်နဲ့ဒီတစ်ပတ်ထဲမှာထွက်ရမှာဘရိတ်က၉ဘရိတ်နဲ့ sorry ကိုဘီနဲ့၄ဘီနဲ့၉ဘီနဲ့ထွက်ရမှာเนาะဒီတစ်ပတ်ထဲမှာထွက်ရမှာအဲ့တော့ဒီ imagine လေးကျွန်တော်တွက်ရတာက၄ဘီရတယ်ဆိုတော့เนาะ၄ဘီကိုလည်းသတိထားပေးပါဒီမနေ့မှာဒီမနေ့မှာဆိုရင်၄ဘရိတ်ကိုဒီမနေ့ပေါ့เนาะဒီမနေ့မှာဆိုရင်၄ဘရိတ်ကိုပို့ပြီးတော့သတိထားပေးပါเนาะသတိထားပေးပါ ပရိကတော့နှစ်ခုရတယ်နော်၃ပရိနဲ့၄ပရိကိုဘုရားသတိစားပေးကြပါခင်အားလုံးပဲကံကောင်းကြပါစေ။